တရားရဲ့တောင်းဆန်တာဒီနေ့ကိုဒီနေ့ကိုဆင်ခြင်နိုင်တဲ့အလူဒီအလူပါတယ်လေဒီနေ့ကိုဆင်ခြင်နိုင်တဲ့ဒီနေ့ကိုဆင်ခြင်နိုင်တဲ့အလူဒီအလူဒီနေ့ကိုဆင်ခြင်နိုင်တဲ့အလူဟာဒီကဲလုံးလို့ပြပြန်နေတယ်ဒီနေ့ကိုဆွေပြနိုင်တဲ့အလူဒီအလူမှန်ပြီလားမှန်ပြီပါပြောကြည့်ပါဦးဒီနေ့ကိုဆွေပြနိုင်တဲ့အလူဒီအလူပါဗျာပြပြန် होगा होगा धगमाई होगा नाला जा होगा yeah. ले आ ते ने गो स्वेबिये नाइ ने अलु डी अलु ना तैयार है कौन है कुछ ना वो बीड़े प्यार नहीं सु वो बीड़े प्यार बना सु ले ले सु का कुतां कौन है कौन कतबा कोरमा सु का प्यार बना सु सी ले ले सु सी ले अब यार ले सु सी ले क्या माँ कोरमा प्यार ले ते प्यार ले ते ले ောဓမဗျာလက်တဲ့ပုံနာရဲ့အမည်ကမဟာပြေမနာပုံနာတဲ့ပုံနာရဲ့နာမည်ကဘယ်လဲမဟာပြေမနာရဲ့မဟာပြေမနာပုံနာမဟာဆိုတာပါဠိလိုပေါ့မဟာဆိုတာမြတ်တော်ပြေမနာဆိုတာပုံနာမြတ်တော်ပုံနာနော်ဘာဘလဘာကြောင့်မြတ်တော်ပုံနာလို့ခေါ်တယ်ဆိုရင်ပုံနာတွေကသူကသူတို့ကိုသူတို့မြတ်တယ်လို့ယူဆတာပုံနာတွေကဘာလဲ သူတို့ကိုသူတို့မြတ်တယ်သူတို့လူလူချင်းတူတယ်သူတို့ဒီသားလေအမျက်ဆုံးကျန်တဲ့လူကသူတို့လောက်မမြတ်ဘူးလို့အဲ့လိုအယူတန်ကြတယ်ပေါ့နော်တနည်းအားဖြင့်မဟာစွာကြီးကျယ်သောဖြမနာစွာပုံနာကြီးကျယ်တဲ့ပုံနာပေါ့နော်အဲတချို့လူတွေမြင်ပြောကြမလားဒီကောင်းမှကြီးကျယ်လိုက်တာလူထရတာကိုအတူတူလို့မတန်းတယ်လို့လည်းအချို့မပြောကြဘူးလားပြောကြပါအဲပြောကြရနော်ဒီပုံနာလည်းအဲ့လိုပဲလူဒုရီယကိုအတူတူလို့ မတန်တယ်လို့နေတတ်တဲ့ပုံနာအပုံနာတွေမှာသူကဆက်ရှိတယ်သူကဘာဇက်တရားပါလဲဆိုရင်ဇက်မြင်ဇက်လက်ဇက်နိုင်ဆိုတော့၃မျိုးရှိဘုဇင်းတို့ဘုရားလည်းရသွားတဲ့အခါမှာကုကျင်တိအဲ့ဒါလေးဆိုရပေါ့ဇက်မြင်ဆိုတာဘုဇင်းတို့တထေးလေးပေါ့နားလျအောင်ပြောလို့ဆိုရင်ဟိုးအပေါ်ဆုံးအမြင့်ဆုံးကနေစိုးချတဲ့မိမယောက်ျားချိုးချတဲ့ဇီးတွေကိုလူတွေကချိုးလို့လဲဆိုရင်အလက်တန်းစားရှိတဲ့ဇက်လက်တွေရနေပြီးတော့ ဘာဖြစ်လဲရေချိုးရတယ်နော်တို့ကအဲ့လိုယူသီးရပေါ့ကိုအမြဲဆုံးအောင်ချိုးကြတဲ့ဒီလိုဘူတရားချိုးရလဲဆက်လက်တယ်ဆက်လက်တယ်ချိုးရတယ်ဆက်လက်ဆိုတော့ဘယ်လိုလုပ်လဲဆိုရင်အလတ်တန်းဆိုတာအလတ်တန်းစာပတ်သက်ရှိတယ်ကိုရင်ရက်ကားလာပြီးတော့အလတ်တန်းစာပတ်သက်ရှိတယ်ဘူဟိုတတိလေးချိုးကြတယ်တတိလေးမိမယောက်ျားချိုးကြတယ်ဒီချိုးရမှာဟမ်ဟယ်လို ဥစဉ်အဲ့လိုပြန်ပေးရတာကအဲ့လိုမှတ်မိစေချင်လို့နော်ကျေးဇူးပါအဲ့လိုပြန်မေးရနော်အမြဲဆုံးတတိယတွေချိုးချတဲ့တတိယတွေမိမရောင်ပြချိုးချတဲ့ဇီတွေကိုလူတွေကချိုးရတာလေအလက်တန်းစားရှိတဲ့ပုံကိုယ်တွေချိုးရတယ်အလက်တန်းစားဆိုတာဥစဉ်ကိုပတ်သက်အလက်တန်းစားရှိတဲ့ပုံကိုယ်တွေဟိုအပေါ်ဆုံးကမိမတွေချိုးချတဲ့ဇီတွေကိုချိုးရအောင်ချိုးရတယ်ဥစဉ်တော့ဒီပမာပြေဆိုလို့ရှိရင်သူကသူဘယ်လောက်ပဲချမ်းသာနေမိမချိုးတဲ့ဇီရောင်ပြချိုးရမလားချိုးရပါဗျာချိုးဘာဖြစ်လဲ ုံနေဘာဖြစ်လဲဘုံနေဘုံနေအဲ့ဒါကြောင့်မလားတို့တို့စီမှာကုသိုလ်တည်ရှိသေးရဲ့ဦးဇင်းတို့ဗုဒ္ဓဂါယသွားတဲ့ခါမှာနော်အဲ့လိုအထက်ဆုံးကနေပြီးတော့မိမယောက်ျားချမ်းသာဆုံးလူတွေချိုးတဲ့ကြီးတွေကိုဘုရားချိုးတယ်အလတန်းသာရှိတဲ့သူတွေကချိုးရတယ်အဲ့အလတန်းသာချိုးတဲ့ယောက်ျားမိမချိုးတဲ့ကြီးတွေကိုဘုရားချိုးရတယ်စင်ရဲသားတွေကချိုးရတယ်စနေစင်ရဲသားတွေကချိုးရတယ်ပတ်သက်ရှိတဲ့ပုံကိုလည်းချိုးရတယ်နော် လိုအစင်တန်းကွဲမလားမလားအစင်တန်းကွဲတာလေအဲ့ဒါကြောင့်ပုံနာတွေကပါပြလေမာနာကြီးတယ်သူတို့သူတို့ရက်တယ်လို့ဘယူစားဘူးလားဘယူစားတယ်ဒါနဲ့ပဲသူဒီပုံနာကြီးကတနေတော့ကကြတော့ကျမ်းမာကြီးကြီးတချောင်ချောင်ဖြစ်တာပဲနော်အဲကျမ်းမာကြီးကြီးမကောင်းဘူးကျမ်းမာကြီးကြီးမကောင်းတဲ့ကောင်မှာအသက်60ပေါ့အသက်60ထဲမှာသူကစအသက်60ထဲစကြတဲ့ကောင်မှာကျမ်းမာကြီးကြီးမကောင်းဘူးကျမ်းမာကြီးကြီးမကောင်းတဲ့ကောင်ကြတော့ ဘာဖြစ်လဲဆိုတော့သူကလည်းဘီဒီမှာတစ်ဖက်ကန်းတက်တယ်။ဘီဒီမှာဘာဖြစ်လဲ?တစ်ဖက်ကန်းတက်တယ်။ဘီဒီမှာတစ်ဖက်ကန်းတက်တော့သူ့တို့သူတွေ့တာပေါ့။တွေ့တဲ့အခါဒီအသက်60လဲမှာဒီမယ်ဆိုတဲ့အဖြစ်မထွက်ဘူးလား။ထွက်တယ်။အသက်60မှာငါဒီမယ်ဆိုတော့အဲ့လိုအဖြစ်ထွက်တဲ့အခါကျတော့ဒီမှာမကြောက်ဘူးလား?ကြောက်ပါဘူး။ကြောက်တာပေါ့။လူတိုင်းလူတိုင်းဒီမှာမကြောက်ဘူးလား?ကြောက်ပါဘူး။ကြောက်တယ်နော်။လူတိုင်းလူတိုင်းကဒီမှာကြောက်ကြတယ်။ အဲ့နဲ့ကသူကသူတွေ့တဲ့အခါတေမကိန်းပေါ်တယ်အဲ့နဲ့သူကသူတွေ့တော့ဟောငါစိတ်တွေလှုပ်ရှားနေလို့များဒီအဖြစ်ထွက်တာလားဆိုပြီးတော့ဘုသူ့ကိုထပ်တွက်ခိုင်းလဲဆိုရင်သူ့ရဲ့မိမပုံနာမှယူထပ်ပြီးတော့မတွက်ခိုင်းဘူးလားတွက်ခိုင်းတာပေါ့ယောက်ျားကလည်းဘီရင်ဆရာဆိုတော့မိမကလည်းဗာပြန်လေဘီရင်ဆရာဘီရင်ဆရာပေါ့တက္ကရာကပါတော့တတ်ထုလုပ်မယ်နော်တက္ကရာကြီးတတ်ထုလုပ်တော့တက္ကမကြီးလည်းတတ်ထုတော့တက္ကမကြီးလောက်နားမလည်ပြီနည်းနည်းပါပါတော့ဦးဇင်းတို့နဲ့ဆိုင်နားမလည်ဘူးလား အဲအဲ့လိုပဲပေါ့နော်ခုနကယောက်ျားပြေးနေဆရာဆိုတော့မိမလည်းမတတ်ဘူးလားတတ်တယ်မိမတတ်တော့လည်းဘယ်အဖြေထွက်လဲအသက်60မှာတည်မယ်ဆိုတဲ့အဖြေထွက်တယ်အဲ့လိုအသက်60မှာတည်မယ်ဆိုတဲ့အဖြေထွက်တဲ့အခါကျတော့ပုံတော်ကြီးအရန်ကြောက်ပါအရန်ကြောက်တော့ဒါဟာတတိုင်းဆိုတော့မဖြစ်ဘူးဟိုတောင်ပဲယွာမှာငါတို့လိုပဲဘီရင်ကိုတစ်ဖက်ကန်းကျွမ်းကျင်နေလာပုံနာကြီးရှိတယ်အဲ့ပုံနာကြီးစီတို့သွားတွေ့ရအောင်ဆိုပြီးတော့သူကပြောလေ မိမဖြစ်သူကမပြောဘူးလားပြောပါဗျာပြောတယ်မိမဖြစ်တဲ့သူကပြောတဲ့အခါကျတော့ဟုတ်လားအဲ့ဒါဆိုလို့ရှိရင်ဟုတ်လားတောင်ဘက်ရွာကိုသွားပြီးတော့မိမိတို့ဘီတင်သွားတက်မယ်တောင်ဘက်ရွာကိုသွားပြီးတော့ဘီတင်သွားတက်တဲ့အခါအဖြေတစ်ခုထွက်လိမ့်မယ်ဆိုပြီးတော့ဘ누구ကိုပြောလဲပုံနာကြီးကိုပြောတယ်အဲ့လိုပုံနာကြီးကိုပြောတဲ့အခါကျပုံနာကြီးကဖြစ်ပါမလားငါတို့ဒီနယ်တဝိုက်မှာငါတို့ကနာမည်တစ်ခုနဲ့နေလာလားသူများတွေကြတော့တွေ့ပြီးတော့ ကိုယ့်အလဲကြမှာသူများစီသွားတွက်မယ်ဆိုရင်အဆင်ပြေပါမလားဆိုပြီးတော့ဘသူ့ကိုပြောလဲသူ့ရဲ့မိန်းမကိုမပြောဘူးလားပြောပါရဲ့အဲသူ့ရဲ့မိန်းမကိုပြောတာပေါ့ပြောတာအရှင်ဒီချိန်မှာတိတ်ခါကြတာတွေမကြတာတွေအရေးမကြီးဘူးဟုတ်လားရှင်အသက် ရှင်ဖို့ပဲအရေးကြီးတယ်ဟုတ်လားရှင်အသက်ရှင်ဖို့ပဲအရေးကြီးတယ်ဆိုတော့အဲ့တော့ဘာဖြစ်လဲသွားမတွက်ဘူးလားတွက်တယ်အဲ့လိုသွားတက်တဲ့အခါကျတော့လေခုနကဘာဘလို့ဖြေထွက်လဲ ဒီအသက်60ထဲမှာပဲတေးမယ်ဆိုတဲ့အဖြစ်ကမထွက်ဘူးလားအဲအသက်60ထဲမှာပဲတေးမှာပဲဆိုထွက်တဲ့အခါကျတော့ပိုးကြောက်သွားတာပေါ့ပထမပုံနာကြီးတွေ့တော့လေဒီအဖြစ်ပဲထွက်တယ်ဒါသူ့ရဲ့မိန်းမတွေ့တော့လေအသက်60မှာတေးမယ်ဆိုတဲ့အဖြစ်ပဲထွက်တယ်နောက်ဟိုတစ်ဖက်တောင်ဘက်ရွာပုံနာကြီးစီတွေ့တော့လေတေးမယ်ဆိုတဲ့အဖြစ်ပဲမထွက်ဘူးလားထွက်တယ်ထွက်တော့အရန်ကြောက်သွားတာပေါ့အာတတိုင်းဆိုတော့မဖြစ်ဘူးဟာလာအတင်ပုံနာကြီးတောင်ဘက်ရွာကြားခဲ့တယ်ဒီလောကမှာ ဂေါရမဆိုတဲ့ပုဂ္ဂိုလ်တရားပေါ်နေတယ်။အဲဂေါရမစီသွားလို့ရှိရင်တော့ဒီပုဂ္ဂိုလ်ဒုတိယရဲ့သိခြင်းမသိခြင်းကိုအတိအကျသိတယ်လို့ကြားခဲ့တယ်။အဲဆိုသူဂေါရမစီသွားပြီးတော့မေးကြရအောင်ဆိုပြီးတော့ဘုသူစီသွားမေးလေ။ဂေါရမစီသွားမေးတယ်။ဂေါရမစီသွားမေးတဲ့အခါကျသူတို့ကတိတ်လည်းမသွားရဘူး။တိတ်သွားမသွားရဘူးဆိုတာအယူဝါဒကမတူကြဘူး။ဦးဇင်းတို့ဗုဒ္ဓဂေါရမရဲ့အယူနဲ့ဘုနာပုံနာရဲ့အယူနဲ့တူလားမတူပါဘူး။မတူဘူး။ မတူတဲ့ခါကျသူသွားမှလန့်တာပေါ့နော်အယူဝါဒမတူတဲ့ခါကျလန့်တော့အဲ့ဒါဟနေပြီးတော့သူတေးမှာကြောက်တော့သွားကြသွားကြတဲ့ခါကျတော့ခုနပုံနှောင်းမှာရန်နေပြီးတော့မြတ်စွာဘုရားကိုရှောက်တာပေါ့မှန်လားပါဗျာဘုရားတပည့်တော်တို့ဟာဒီနာတဝက်ကအင်မတန်နာမည်ကြီးတဲ့ပုံနှားလင်မယားဖြစ်ပါတယ်ဗျာအရှင်ဘုရားကြီးလာခြင်းရဲ့အကြောင်းတရားကတော့တပည့်တော်တို့လောကမှာအပူရှိရင်အေးဆိုတာရှိတယ်လို့ကြားဥပါတယ်ဗျာချစ်ချင်းရှိရင် ်ဘုံချင်းဆိုတာလည်းရှိတယ်လို့ကြားဥပါတယ်ဗျာဟုတ်လားသေခြင်းတရားရှိရင်မသေခြင်းတရားဆိုတာလည်းရှိတယ်လို့ကြားဥပါတယ်ဗျာအဲ့တော့ဘုရားတပည့်တော်တို့ဒီရဲ့အဖြေကိုသိခြင်းလို့လာခဲ့ပါတယ်မြတ်စွာဘုရားဆိုပြီးတော့ဘုရားကနေဆောက်လေဘုံနာလေမယားနေမဆောက်ဘူးလားဆောက်တယ်အဲ့ဒါမှဥစဉ်တို့ရဲ့ဘုရားရှင်ကိုရမကနေပြီးတော့အာအတင်ဘုံနာမှာတင်သိခြင်းတဲ့အကြောင်းရောငါ့ကိုပုံမွင့်လင်းလင်းပြောစကားတွေကိုဟောလာချက်ချင်းရှိရင်ဘုံချင်းရှိတယ်တွေ အပူရှိရင်အေးရှိတဲ့တွေငါ့ကိုလာပြီးတော့ပွေပက်ပြီးပြောမနေနဲ့နင်းသိကျင်တဲ့အကြောင်းအရာကိုဘာဖြစ်လဲပွင့်ပွင့်လင်းလင်းငါ့ကိုရှောက်တင်မှာဆိုတော့မေးတဲ့အခါကျတော့ပုံနာမကြီးဘလို့ရှောက်လဲမှန်လားပါဗျာဖျားတပိတော်ရဲ့ခင်မွန်းတဲ့ပုံနာကြီးဟာဒီအသက်60မှာတည်မယ်ဆိုတဲ့ဂိမ်းကိုစိုက်နေပါတယ်ဗျာအဲ့ဥစားဒီတကယ်မှန်ကန်သလားမမှန်ကန်သလားဆိုတာဖျားတပိတော်တို့သိကျင်တာနဲ့ဘာဖြစ်လဲလာရောက်ရှောက်ထားခြင်းဖြစ်ပါတယ်ဗျာဆိုပြီးတော့ပုံနာမကြီးဘလို့ရှောက်လဲ ်မြတ်စွာဘုရားကိုရှောက်တယ်အဲ့ဒါခါမှာဦးဇင်းတို့ရဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကသူကတပ်ပိညုတညံနဲ့ကြည်ရလားအခုလို့ဦးဇင်းတို့ဓမ္မကြီးတို့လို့တာမန်နေလို့ရှိရင်ဘုရားလည်းသိပါမလားမသိဘူးဒီပုဂ္ဂိုလ်တို့တယောက်ရဲ့ဖြစ်မှုပြမှုကိုသိခြင်းဘယ်လိုလုပ်ရလဲလဲတပ်ပိညုတညံကိုသုံးသက်စင်ကြရလားတပ္ပံဇာနာတိတိတပ္ပညုတပ္ပံအလုံးစုံသောတရားတို့ကိုဇာနာတိတိတတ်၏ဣတိတ္တမထိုးကြောင့်တပ္ပညုတပ္ပညုမြည် ဲ့လိုတပ်ပင်ညူတာရွှေညံတော်ကိုသုံးသက်မှကြည့်လိုက်တဲ့အခါကျတော့ခုနပုံနာကြီးဟာဟုတ်တယ်ပုံနာမကြီးတင့်ရဲ့ယောက်ျားဟာအသက်60ပြည့်တဲ့နေမှာပဲနေမှာဖြစ်တယ်တေပြန်တော့လဲအဲ့နေခင်း12နှစ်တိတိမှာနေမယ်နေခင်း12နှစ်တိတိနေပြီးလို့ရှိရင်တင့်ရဲ့အိမ်ရဲ့မြောက်ဖက်ဥယျာဉ်ထဲမှာမြောက်တရဝါကြီးဖြစ်လိမ့်မယ်ဆိုတော့ဘုရားကနေပြီးတော့မပြောဘူးလားပြောပါပြောတယ်အဲ့ဒါနဲ့ပုံနာလင်မယားပြေပြန်းလာတယ် အိမ်ပြန်လာအိမ်ပြန်လာတာဗောလင်မယားချင်းတိုက်ပင်ကြတာဗောအာတတိုင်းဆိုရင်တော့ခက်ပြီအသက်60ပြည့်တဲ့နေ့နေခင်း12နှစ်တိတိမှာသေးမယ်သေးပြီလို့ရှိရင်တို့ရဲ့ဟာလာမြောက်ခက်ဥယျင်ထဲမှာမြောက်ကြီးဖြစ်လိမ့်မယ်ဆိုပြီးတော့တို့လင်မယားချင်းမတိုက်ပင်ကြဘူးလားတိုက်ပင်ကြတယ်အဲ့လိုတိုက်ပင်တဲ့အခါကျတော့တတိုင်းဆိုရင်တော့မဖြစ်ဘူးတို့မသေးခင်ကြားကာလမှာကြားထဲမှာလည်းကွာအသက်60တဲမှာဝင်ယုံမဲ့ရှိသေးတယ်ဒီမပြည့်သေးဘူးအဲနည်းနည်း17လလောက်တော့ကြာအောင်ပါကြာအောင်ပါပေါ့အဲ့အချိန်မှာသူကဘာတွေလုပ်လဲ အဲဥယျာဉ်ထဲမှာတစ်ပင်နေဆိုင်စားပင်နေဆိုင်အဲအခုလိုတင်မောပင်တို့မာဂလာပင်တို့စသည်ပင်ပေါ့နော်အဲပင်နေဆိုင်တယ်နောက်လမ်းနေဖောက်တယ်တရားတွေမစောက်ဘူးလားတရားတွေစောက်တယ်ရေတွင်းရေကန်တွေတူးတယ်အဲဘာဖြစ်လို့အဲ့လောက်စားလောက်တာလဲလို့မေးလိုက်တဲ့အခါကျ तू ကသေသွားလို့မြောက်ဘဝရောက်လို့ရှိရင် အရန်တဲ့စားဖို့အတွက်ဘာဖြစ်တာလဲစင်တဲ့လောက်စင်တဲ့လောက်ထားတာ စင်းတဲ့အလကနာသူရဲ့အရဲ့ဥယင်တောင်ပဲမြောက်ဖက်ဥယင်ထဲမှာကုနာစားပြန်အကုန်ဆိုင်တစ်ပင်နေဆိုင်လမ်းနေကုလို့ရှင်းပေါ့အဲသူမြောက်ဘဝမှာလမ်းလျှောက်ဖို့အဲလမ်းနေခင်းရေတွင်းနေတူအဲအဲ့ဒါနေနောက်ကြတော့လောရဲလောရင်နဲ့ပြီးသွားတဲ့ခါကြတော့နဲ့အသက်60ပြည့်တဲ့နေ့သူကလည်းသတိထားတာပေါ့အာနေ့ပြန်ဆိုရင်တော့အသက်60ပြည့်ပြီငါတေမြန်တေမလားပေါ့နော်အဲအဲ့ဒါနေပြီးတော့ကုတော့အဲ့လိုသူကသူစင်ကျင်သုံးသက်တာပေါ့သုံးသက်တဲ့ခါကျအသက်အဲ့နေ့မှာကသူကတေရလားမတေဘူး မသေးတော့ဘုရုစီကောင်ဖျားစီသွားပြီးတော့ပြဿနာရှာတယ်ဟာအရှင်ဂေါရမသင်ဟာလေဒီနာဝင်းကျင်မှာလူတွေကိုလိမ့်ပြီးတော့အယုံသွင်းတဲ့ပုံကို သင်ပြောတော့ငါဟာဟလာအသက်60ပြည့်တဲ့နေ့နေခင်း12နှစ်တတိမှာသင်မယ်သင်ပြီးလို့ရှိရင်သင်ရဲ့အိမ်ရဲ့မြောက်ဖက်ရဲ့ဥယျာဉ်ထဲမှာမြောက်ကြီးဖြစ်လိမ့်မယ်လို့သင်ဟောတာကုကြတော့မှားနေပါလားငါဘာလို့မသိတာလဲပေါ့ သူ့ကိုပြောရလဲမြတ်စွာဘုရားကိုပြောတယ်အဲ့လိုမြတ်စွာဘုရားကိုပြောတဲ့အခါကျတော့နေပါဦးအသင်ပုံနာတို့မင်းတို့ငါတို့စီငါစီကနေပြန်သွားတဲ့အခါကျမင်းတို့ဘာတွေလုပ်လဲမှန်လားပါဗျာဘုရားတပည့်တော်တို့မြောက်ဘဝရောက်လို့ရှိရင်အသင်စားဖို့အတွက်ဟုတ်လားအဲ့ခြံထဲမှာစားပင်တွေစိုက်ပါတယ်ဗျာရေတွင်းတွေလည်းတူးပါတယ်ဗျာရေကန်တွေလည်းတူးပါတယ်ဗျာလမ်းတွေလည်းခင်းပါတယ်ဗျာဩအေးအသင် ပုံနာကြီးတင်မတည်ခြင်းရဲ့အကြောင်းတရားအဲ့မြင်းမြင်းပြုတ်လောက်တဲ့ကုသိုလ်ဒါနာတွေပေါ်မှာသူမတည်ခင်ဈာကာလမှာအဲ့ဒါတွေပြီးတဲ့အခါမှာကျင်းငဲ့တရားတွေကသူစားပင်တွေမစားဘူးလားစားပါစားတယ်သူသူဟောလာတူးတဲ့ရေတွင်းတွေရောမတောက်ရေတွေရောမတောက်ဘူးလားစားပါသူဖောက်ထားတဲ့လမ်းတွေမှာလည်းလမ်းမလျှောက်ဘူးလားလျှောက်တယ်အဲ့ဒါကြောင့်အတင်မင်းကြီးအတင်ပုံနာကြီးမတည်တာအဲ့ချိန်မှာသူကအင်မတန်ဝမ်းသာသွားပြီးတော့သူ့ရဲ့အယူဝါဒကိုစွန့်ပြီးတော့ဘယ်ဘက်ကိုပြောင်းလာလဲ ဗုဒ္ဓဘာသာဘက်ကိုပြောင်းလာတဲ့တာဒကတွေရှိပါတယ်အဲ့တော့ခုလဲတက္ကဟာကြီးနဲ့အမှုပြုတဲ့မိသားစုအပေါင်းဆွေမျိုးအပေါင်းတွေလည်းခုလိုဟာလာခုနှစ်သားသမီးတွေသွားလာတဲ့လမ်းပေါ်မှာဟာလာဘုန်းကြီးเจ้าဆိုတာလူပေါင်းဆုံးမလာဘူးလားလာလေခုနှစ်သားသမီးတွေအကုန်မလာဘူးလားလာတယ်အဲ့လိုချင်းပြန်မှာကိုကနေလှူဒန်းလိုက်တဲ့အတွက်ကြောင့်ခုနစောစောပြောတဲ့ပုံနာကြီးလိုပဲဟာလာကိုရဲ့အသက်တွေဘာဖြစ်လဲရှည်သွားပါလိမ့်မယ်တေနေ့ကိုဘာဖြစ်လဲ ရှေ့ပြစ်နိုင်ပါလိမ့်မယ်ဒီရကုသိုလ်ရဲ့စံမကားတွေကြောင့်เนาะအဲဦးဇင်းတို့လည်းကိုပဲဖြစ်ကတော့အဲ့လိုပဲဟိုတကာတကာကြီးနဲ့စုံတော့ပြောဘူးပါတယ်အဲကလေးတွေကနေပြီးတော့မင်းကိုထွေကနေအဖုံဖုံဟလာယိုဟာမလန်းဖောက်တာအာယုံပြုအာယုံပြုဆိုတော့အဲအဲ့မှာသွားသတိရတာကိုကိုကိုတော့ယူဆတာပေါ့ငါအဲ့ဒါကြောင့်မသေးတာပဲလို့ဘာလို့ဆိုကိုပတ်ချာလေးအကုန်သေးတာကိုလူစင်တစ်ပါးတဲ့အတုံးအဲ့နာလေးမှာကြံနေခဲ့တာအဲ့တော့အဓိကပြောချင်တာကလန်းဖောက်တရားဆောက်ခြင်းဒီခုလိုခင်းခြင်းဒီဘာဖြစ်လဲတေနေကို ရွှေ့ပြစ်နိုင်တဲ့ကုသိုလ်ဖြစ်ပါတယ်ဆိုတာမိမိတို့ရင်းနှီးနှလုံးသားထဲမှာပြဖြစ်နေရမှာလေအမြဲတမ်းပီတိဖြစ်နေရမယ်အဲ့လိုအမြဲတမ်းပီတိဖြစ်နေမယ်ဆိုလို့ရှိရင်ရင်းနှီးနှလုံးသားထဲမှာကုသိုလ်စိတ်ဖြစ်မလားအကုသိုလ်စိတ်ဖြစ်မလားကုသိုလ်စိတ်ဖြစ်ရင်ရင်းနှီးနှလုံးသားထဲမှာပူလောင်မှုဖြစ်မလားငြိမ်းမှုဖြစ်မလားငြိမ်းမှုဖြစ်ပါဘူးကုသိုလ်ရဲ့ဆံမကကပစ္စုပ္ပန်မှာလဲဘဝကိုငြိမ်းချမ်းမှုကိုပေးပါတယ်တမလွန်ဘဝလဲငြိမ်းချမ်းမှုကိုမပေးဘူးလားပေးတယ်အခုပဲကြည့်ကြည့်လိုက်လေတခါကြီးတို့နဲ့တခါဦးဇင်းတို့အခုလို့ဟလား တရားဟောနေတဲ့အချိန်တရားနာနေတဲ့အချိန်အပြင်အကုသိုလ်တွေဝင်နိုင်လားမဝင်နိုင်ဘူးကိုယ့်နေရာကိုပြန်ရောက်ပြီဆိုလို့ရှိရင်ပြန်မိုးရဲ့စဉ်းစားစေကံပြဟုစဉ်းစားလားကိုကစဉ်းစားတရားစဉ်းစားမစဉ်းစားဘူးလားသင်နှံတဲ့အမယ်လို့လည်းသင်နှံတဲ့ဖို့စဉ်းစားငါဒီနေ့တော့ပြက်သွားပြီလို့ဆိုဟုတ်လားအကြီးမအဲ့လိုပုံစံမျိုးလေးတွေမစဉ်းစားဘူးလားဦးစင်းလက်ထို့အတူပဲပေါ့ဟာ90ရောက်ရစ်အတွက်လောက်ရမယ်ဥစားပြီးဘာတွေကြံသေးတယ်အဘာပြီးဘာလောက်ရမယ်ဆိုပြီးတော့အပေါ်ရောက်ပြီဒီအဲ့ရတာမဟုတ်အဲ့လိုစဉ်းစားရတာဟုတ်လားအဲ့တော့ခုနစောစောကပြောသလိုပဲကုသိုလ်ရဲ့သမကက လက်ရှိမှာလဲစိတ်နှလုံးကိုဘာဖြစ်လဲအေးချမ်းစေပါတယ်ဒီဘဝမှာတောင်အေးချမ်းတယ်ဆိုရင်နောက်ဘဝမှာလဲပို့ပြီးတော့အေးချမ်းစေတယ်ဆိုတော့မိမိတို့အာယုံပြုပြီးတော့ဟုတ်လားတပိရိယဝိဝေဇံတုသောကောရောကဝိနန္တတုမာနေဘွန်ဒွန္နရာယသူခေတိကာယူကောဘဝဒေတုံမကံယနေ့ယခုမူလဝိယင်းကြောင့်၌အဖို့ကြောင့်တွင်၌ခုနှစ်သတ္တမီများသွာလာနိုင်ပါစေခြင်းအကျိုးငှာ လံကလံလူကို ပြုလုပ်ကြတဲ့မိသားစုအပေါင်းသူတော်ကောင်ပေါင်းတို့သည်တပိရိယောလုံးစုံသောကံမျိုးမျိုးယောဂအသွဲသွဲအန္တရာယ်မောင်မကောင်းဥဒမများတို့သည်ဝေဝေဇံတုဆောင်လွဲပြောင်းပြကြပါစေကုန်ဒုက္ခသမိတို့ခံစားနေရသောပုစွေမှုသောကမျိုးမျိုးတို့သည်၎င်းရောဂောသမိတို့ခံစားနေရသောကာယောဂဝေဒနာမျိုးမျိုးတို့သည်၎င်း ဝိနံတန်တုလူရှင်မိသားစုတို့ခန္ဓာကိုယ်ပေါ်၌မကြမရောက်ခြင်းစင်ပပျောက်ကြပါစေကုန်တည်းအန္တရာယအန္တရေအပေါင်းဘေးအပေါင်းမကောင်းဝသမျှတို့သည်မဟာဘုံတို့မကြမရောက်ကြပါစေကုန်လျက်ဒုခိဒုခိတာကို စိတ်နှပြကြံမှချမ်းသာဝန်တာကြကုန်သည်ဖြစ်၍ဒီဃာယူကသက်ရာတန်းကိုကြောလွှားနိုင်ကြကုန်သည်ဘဝတို့ဘုံတို့ယနေ့ကစာနိဗ္ဗာန်ရသည့်ဘဝတိုင်အောင် စိတ်ဆွင်လန်း၍ကြံကြံမှမှချမ်းချမ်းသာသာဝမ်းမံသာသာရှိတော်မူနိုင်ကြပါစေကုန်တည်း